အဲ့ဒါသူဖြတ်တယ်ဖြတ်တယ်ပပတ်လည်းဖြတ်နေရင်နဲ့စနက်တန်ကိုသွားပြီးတော့ဟိုဟာနဲ့သမန်တော်သွားပြီးတိုက်မိတဲ့အချိန်ငါလည်းအုံးငါဆိုအုံးတိတက်စားမှာပဲဆိုတော့အတွေးမျိုးနဲ့အဲ့အုံးမျိုးကမိုက်တက်တောင်းလာခဲ့တယ်မိုက်တက်တောင်းလာခဲ့တယ်တကယ်လည်းကွဲတယ်အလုံးမင်္ဂလာပါကျွန်တော်ကတော့အမကွာကစမေးရည်တန်းနေအင်ဂျင်နီယာတန်ရန်နေပြီးတော့စီဒီအန်ဝင်လာတဲ့ဇော်မြောင်ဖြစ်ပါတယ် ော်ဒီနေ့မှာဟိုကျွန်တော်ဒီဟိုကျွန်တော်သိကြရတယ်ဗောနော် မိုင်းဘူးတုဒ္ဒနော်မြေမြုံမိုင်းအကြောင်းရောနောက်ပြီးကျွန်တော်မြို့ရင်းမိုင်းအကြောင်းနေရောအဲဒါတွေကိုကျွန်တော်တော်လိုင်းကြီးတစ်ဖွဲ့တွေအတွက်သတိပြုဆောင်ရှားနိုင်မှုအတွက်နောက်ပြီးတော့ဒီဘူးတုဒ္ဒရဖို့အတွက်ဗောနော်ကျွန်တော်ပြန်လည်မျှဝေခြင်းပါတယ်မိုင်းလုံးပါဗောမိုင်းတစ်လုံးပါဗောနော်အဓိကပါဝင်တဲ့ပစ္စည်းတွေဗောနော်မိုင်းလုံးပါဝင်ပြီဆိုတော့ဒီကိုတိုင်ဖန်တီးလို့ရတဲ့ ID မိုင်းတွေလည်းရှိသလိုဒီစိုက်ုံထုံမိုင်းတွေလည်းရှိသေးဆိုတော့လည်း ြောပြခြင်းတယ်။ ID မိုင်းဆိုတာကျွန်တော်တို့ရှင်ပြကျွန်တော်လက်တွေ့ဒီဆန္ဒပြအချိန်မှာထားပါလို့ဆန္ဒပြအချိန်မှာတော့ကျွန်တော်လုပ်ခဲ့ဆိုစမုတ်ဘုံးနေပေါ့နော်။စမုတ်ဘုံးနေလုပ်သူလိုမျိုးတွေဒါတွေကဒီကျွန်တော်တို့အဖွဲ့နေတော့တိတ်တော့မစိမ့်ပါဘူးတိတ်တော့မစိမ့်ဘူးဒါပေမဲ့ဤစနစ်ကြကြနဲ့လုံနိုင်လုံနိုင်ဖို့တော့ပေါ့နော်ကျွန်တော်ပြောပြချင်တာပေါ့နော်ကျွန်တော်ရဲ့ဒီရန်ကုန်မြို့တွင်းမှာကျွန်တော်မိုင်းရှင်းခဲ့ရတဲ့အတွေ့အကြုံလေးတွေကျွန်တော်ပြန်ပြောပြချင်ပါတယ်မိုင်းဆိုတာကျွန်တော်တို့ဒီစိုက်ုံထုံမိုင်းရှိတယ်ဟိုကျွန်တော်တို့လူလုံးတဲ့ လူလောက်တဲ့လူလောက်တဲ့ဆိုတာဒီ ID မိုင်းဆိုတက်သက်ရှိရမှာနော် ID ရဆိုတာဘုံထဲမှာတော့ပါတယ်ပေါ့ဘုံမျိုးစားထဲမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့မိုင်းလိုမျိုးပဲသုံးလို့ရတယ်မိုင်းလိုပဲအသုံးပြုကြတာရှိတယ်ကျွန်တော် plain my plain ဟိုကျွန်တော်ဒေါ်လာကြီးဖွဲ့တွေသုံးနေရဲ့ဟိုဟိုရှင်တို့ဒိုင်းသားလက်နက်ကိုင်တွေစားတော့ကျွန်တော်တို့သုံးတယ်လို့မျိုးပေါ့လက်ဟိုဝဇမိုင်းတို့ဝဇမဲဝဇဘိတ်မိုင်းတို့ဝဇဘူးမိုင်းတို့နောက်ပြီးတော့ plain plain မိုင်းတို့ပေါ့နော် plain မိုင်းတို့လိုမျိုးအဲ့လိုမျိုးမိုင်းတွေရတာ ID မျိုးစားထဲမှာသွားပါတယ်ပေါ့ဒီစားကားကူလက်ရှိသုံးနေတဲ့မိုင်းတွေကြတော့ဒါ ဟိုဟွာပေါ့စောင့်ထုံမိုင်းနေပေါ့နော်စောင့်ထုံမိုင်းဆိုတာသူမတိကျတဲ့တိကျတဲ့ရံပမာဏရှိတယ်တိကျတဲ့ရေစားရှိတယ်တသမတဲ့ပေါ့နော်စောင့်ထုံမိုင်းဆိုတာတသမတဲ့အာဒီဘလောက်ဖိနေရမှာကွဲမယ်အခုနင်းမိုင်းဆိုလို့ရှိရင်ဘလောက်ဖိနေရရမှာကွဲမယ်ဆိုတော့သူမသတ်မှတ်ချက်တွေရှိတယ်ဟိုဘလိုမျိုးဟိုစနက်တန်ကိုသုံးမှဒီမိုင်းကကွဲမယ်ဆိုတာမျိုးတွေရှိတယ်ပေါ့နော်အဲစနက်တန်အမျိုးအစားတွေရှိတယ်နောက်ရံအမျိုးအစားတွေရှိတယ်စကားသားမှာအခုအဓိကသုံးနေတဲ့ စနက်တန်တော့ထားဟိုဘာစနက်တန်အမျိုးအစားတွေတော့ရှိတယ်အဓိကတော့မီရှိုးစနက်တန်နဲ့လျစစနက်တန်ဆိုနှစ်မျိုးရှိတယ်ပေါ့နော်ဟိုရန်ထဲမှာကျတော့ဟိုတော်လက်ရှိသုံးနေတာအများဆုံးသုံးတာတော့ TND ရယ် Pinto Black ရယ်ဒါတော့အများဆုံးသုံးတယ်ပေါ့နော်နောက်ဂျားညက်သုံးတာတွေကကျွန်တော်ဘာဂျေရန်တို့နောက်ပြီးတော့အဲဟိုဟာရှိမယ် C4 C4 တို့ဟာရှိမယ်ပေါ့နော် C4 ကတော့အသုံးတော်နည်းပါတယ်အသုံးနည်းပဲတကယ်ပောက်ခွဲရပြင်းတဲ့ရန်တွေရယ်ရန်ဘလူးမျိုးစားတွေမှာအဲ့ TND ရန်နဲ့ ပင်နိုပလက်တူပင်နိုပလက်ရန်တို့ပါတယ်ဗောနော်ပါတယ်ဗောသူတို့အဓိကသုံးတယ်မိုင်းနေတယ်မှာပါတဲ့ရန်မျိုးစားဗောဒါတွေကဟိုလူအသေးသေးနိုင်တဲ့ပမာဏလဲထည့်ထားတယ်လို့ကျွန်တော်တို့ဒဏ်ရာရအောင်လောက်နဲ့သုံးနိုင်တဲ့ပမာဏလဲသူတို့ဒီဆက်ဝင်တို့ပစ္စည်းတွေမှာဆက်ဝင်တို့မိုင်းတွေမှာထည့်ထားတယ်ဗောထည့်ထားတယ်ဗောအခု M40 မိုင်းနဲ့မှာဆိုလို့ရှိရင်ဒါ TND ရန်မျိုးစား TND ရန်မျိုးစားပါမယ်တန်ရန်မျိုးစားနဲ့နောက်ပြီးတော့စနက်တန်စနက်တန်ဆိုလို့ရှိရင်ဒါဟို စနက်တန်တော့တသေးလေးပေါ့နော်အဲ့ထက်မှသူစနက်တန်ထဲမှာပါတဲ့ရန်ကကြတော့ဟိုစနက်တန်ဒီလိုညာထဲမှာပါတော့တက်ထရီရန်ပေါ့နော်တက်ထရီရန်တက်ထရီရန်ပါမယ်အဲ့စနက်တန်အထဲထဲမှာဟိုပဲရန်တက်တက်ပါသေးရေပေါ့ရန်တက်တက်ပါသေးရေပေါ့သူရဲ့ဟိုလုံလောက်တဲ့ initial ရပြီဆိုလို့ရှိရင်အဲ့စနက်တန်တစ်ခုတည်းနဲ့တင်လဲကွဲတယ်စနက်တန်တစ်ခုတည်းကွဲလို့ရှိရင်တော့မှပဲထိခတ်တန်ရနိုင်ချေရှိတယ်ပေါ့နော်ဒါဒီလက်တွေပါလေလက်ချောင်းလေးတွေပြတ်သွားတာတို့ပါတို့အဲ့လိုမျိုး damage ရှိတယ်ပေါ့နောက်ပြီးတော့ဟိုမီရှိုစနက်တန် ရွန်စနက်တန်လည်းအဲ့တိုင်းမလဲစနက်တန်လည်းအဲ့တိုင်းပဲအထက်ထက်မထည့်ထားတာ ASC ရန်နေသူတို့ကြီးကြတော့နော် ASC ရန်နေအဲ့ဒါပေါက်ခွဲရတာသူကဟိုပို့ပြီးတော့ကြာကြာပို့မိရင်တော့မှာပဲသူ initial ဟိုမီရှုစနက်တန်ကိုမီရှုမှကွဲတာမျိုးမဟုတ်ဘူးမီရှုမှကွဲတာမျိုးမဟုတ်ဘဲနဲ့ဟိုသူလုံသူလုံလောက်တဲ့အပူချိန်ရပြီဆိုလို့ရှိရင်ကွဲနိုင်တယ်ပေါ့နော်အဲကြောင့်ထိန်းသိမ်းရတာလည်း view site ဖို့အတွက်လည်းထိန်းသိမ်းတဲ့ခါမှလည်း view site ဖို့ဒါကျွန်တော်အကြံပေးတယ်ပေါ့အကြံပေးခြင်းတယ်ပေါ့အကြံပေးခြင်းတယ်နောက် mind ကိုဟို ကိုတိုင်ရှင်းပြပါဘောနော်မလေးမလေးလာသေးပဲနဲ့မလေးလာသေးပဲနဲ့မကျွမ်းကျင်ပဲနဲ့မိုင်းဟိုဟိုကင်လွယ်အသုံးပြုခြင်းဒါဒါနော်ဟိုဟာဖြစ်ဖို့အတွက်မပြုတ်ဖို့တော့ဘောနော်ကျွန်တော်အကြံပေးခြင်းနဲ့ပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီဒါတော့ဒီတော်လိုင်းဖွဲ့နေတော့ဟိုဘုသူတာနေနဲ့ဟိုပြောကျွန်တော်တို့ဒီရန်ကုန်မြို့ထဲမှာကျွန်တော်အဲဒီစကားသားမှာကျွန်တော်တောင်ထမ်းဆောင်ငယ်တုန်းကနေခဲ့တုန်းကပေါ့ဗျာနေခဲ့တုန်းကဒီမိုင်းရှင်းရတဲ့အတွေ့အကြုံပေါ့ တွေ့ကြုံတွေပေါ့ဆိုတော့အဲ့တုန်းကကျွန်တော်တို့ရဟိုလုံလောက်တဲ့ဘယ်လိုမိုင်းရှင်းမိုင်းကူပြမိုင်းရှင်းကူပစ္စည်းတွေလုံလောက်တဲ့အချိန်မရှိဘူးရောမရှိခဲ့ဘူးเนาะမရှိခဲ့ဘူးအဲ့အချိန်တုန်းကမရှိတော့ကျွန်တော်မိုင်းရှင်းရဆိုရင်ဘယ်လိုပြောရအောင်တန်ချောင်းတွေနဲ့ထိုးရတယ်အဲ့တော့တော့ရှာရင်တော့မှကျွန်တော်တို့တော့သင်းပြောရဟိုဒီ CD မတ်တွေဘာတွေမှာ CD မတ်တွေမှာတုံးနေတဲ့လုံချုံရင်းတွေတုံးနေတဲ့ anti data တွေအဲ့ဒါတွေကမှကျွန်တော်တို့တုံးနေတဲ့စက်တွေတည်းကောင်းသေးတယ်သိမလား အဲ့တော့ဆိုကျွန်တော်တို့သုံးရတာဟိုနေနိုင်သူကသူထမြည်မြည်နေတာအဲ့လိုမျိုးတော့၂၁ရက်ကြောင်းခက်ကြောင်ကြောင်နေနဲ့အားနဲ့မိုင်းရှင်းခဲ့ရတော့ဒီအနာသိမီနောက်ပိုင်းမှာအနာသိမီနောက်ပိုင်းမှာကျွန်တော်တို့ဒီဂျန်ရွန်းစစ်တွေဂျန်ရွန်းစစ်တွေဟိုစေကုစိတ်တန်နေစေကုစိတ်တန်နေပေါ့နော်ရန်ကောင်းလာတယ်နောက်ပြီးတော့တီထွင်တီထွင်လာတဲ့ပုံစံတွေကလည်းအရန်ဆန်းသက်လာတယ်ပေါ့နော်ဆန်းသက်လာဘယ်လိုဆန်းသက်လဲဆိုရင်ကျွန်တော်တို့အဲ့တုန်းကဟို mind တလုံးပေါ့နော် mind တလုံးရှိတယ် mind လုံးဆိုတော့ကျွန်တော်တို့သွားပြီးတော့ဟို ဖော်လဲဖော်လိုက်တယ်ပေါ့ကျွန်တော်ဖော်လဲခြင်းမှာသူကအဲ့ကျွန်တော်တို့၆လမပီစီပိုက်ထဲမှာကွန်ကျူပိုက်ထဲမှာသူထည့်ထားတယ်ရန်ကိုထည့်ထားတယ်နော်ရန်ကိုအဲ့ရန်ကိုထည့်ထားပြီးတော့အဲ့ရန်ကသူသုံးထားတဲ့ရန်ကဒါကျွန်တော်တို့အဲ့တော့တော့ခံမန်းပေါ့နော်ဂျပန်စားလို့တော့ခံမန်းတယ်ပေါ့နော်ဂျပန်စားအမျိုးစားပေါ့အဲ့ဂျပန်စားအမျိုးစားဟိုရန်ပေါ့နော်သူအမျိုးစားတော့အဲ့ထဲအဲ့ရန်ကဘယ်လိုလဲဆိုတော့တကယ်တမ်းညာကိုသဲလို့ပဲဗျာနှုတ်တယ်နှုတ်တာနှုတ်တယ်ဒါပေမဲ့သူက ဟိုရေနဲ့တပြုတ်သွားလို့ရှိရင် तू ကမာသွားတယ်အရင်မာပဲကျွန်တော်ဘီလက်မီတုံးလိုမျိုးဖြစ်သွားတယ်ပေါ့ဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့အရင်ဆုံးဘာလုပ်လဲဆိုရင် तू ကအေးကွန်ကျူပိုက်ချောလုံးမပိုက်ထဲကို तू ကထည့်လိုက်ထည့်ပြီးသွားရင်ထဲထဲမှာစနက်တန်ကိုထည့်တယ်စနက်ထည့်ကျိုးစာပဲဖော်ထုတ်ပြီးတော့ထုတ်ပြုံထုတ်ထားပြီးတော့နောက်တစ်ခါထပ်ပြီးတော့ထတ်လောင်းတယ်ထတ်လောင်းတဲ့ပြီးတော့ရေစိမ့်လိုက်အချိန်မှာတကောင်လုံးဝဘီလက်မီလိုဖြစ်သွားဘီလက်မီလိုဖြစ်သွားပြီးတော့အထက်ကစနက်တန်ကိုဘလုံးမထုတ်လို့မရတော့အဓိကကျွန်တော် မိုင်းရှင်းရတဲ့မိုင်းရှင်းရတဲ့ point ကအဓိက point ကဘောနော်ဟို ဘယ်တော့ပဲကျိုးတွေရှုံနေပါစေဘာတွေပဲဖြစ်နေပါစေတော့အဓိကစနက်တန်ဟိုပောက်ခွဲနိုင်တဲ့စနက်အစာပြိုးနိုင်တဲ့စနက်တန်ကိုကျွန်တော်တို့ထုတ်လိုက်ပြီဆိုရင်ဒီမှန်းကတတ်မဲ့ဖြစ်သွားအောင်နော်အဲ့သူကတတ်မဲ့လုံးလို့မရအောင်သူကလှုပ်ထားတာတတ်မဲ့လုံးလို့မရအောင်လှုပ်ထားတော့ရှင်းရတဲ့လူတွေကြတော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီအထက်စနက်တန်ကိုထုတ်လို့မရတဲ့အတွက်အပြင်ကရန်အကျိုးပဲပေါ့နော်ကျိုးပဲဖြတ်ပြီးတော့ကျွန်တော်တို့ယူလာခဲ့ကြရတယ်ပေါ့အဲ့ကျမတတ်သေးကအဲ့မော်အဲ့ဒီတည်းကပေါ့နော်ကျွန်တော်အဲ့ကိုကငါဒုတိယတစ်ယောက်ကဒုတိယတစ်ယောက်က ဲ့ဒီဟာကိုအထက်ကရမ်းကိုရမ်းကိုထုတ်တာပေါ့ရမ်းကိုထုတ်ပြီးတော့အထက်စနက်တန်ရမ်းကိုခွာထုတ်ပြီးတော့အဲ့ပိုက်ကိုခွာထုတ်အထက်စနက်တန်ကိုရှင်းရအရှင်းဖို့သူ့တောင်းအောင်ပေးတယ်ပေါ့နော်တောင်းပြီးတော့ဂျပန်စားအဲ့တုံးယူသူဟိုကနေတပ်ဖြတ်လာဖြတ်တယ်တပ်ဖြတ်လာဖြတ်လဲဖြတ်လဲဖြတ်ကောတပ်ဖြတ်လာဖြတ်တဲ့ချိန်မှာအထက်ထဲမှာစနက်တန်ဘယ်နေရာမှာရှိနေမယ်ဆိုတာ तू မသိဘူးသိသိမသိနိုင်ဘူးလေမသိနိုင်ဘူးအဲ့ဒါ तू ဖြတ်တယ်ဖြတ်တယ်ပပတ်လဲဖြတ်နေရင်ねစနက်တန်ကိုသွားပြီးတော့ ဟိုကနဲ့တမန်တော်သွားပြီးတိုက်မိတဲ့အချိန်ပူနေပြီလေအဲ့ဒီဟိုကလည်းရှင်းပြန်တော့ရှော့ဖြတ်နေကြတယ်တမန်တော်ကလည်းပူနေလည်းပါတယ်နောက်ပြီးစနက်တန်ကိုသွားပြီးတော့အစာပြိုးပေးလိုက်သလိုဖြစ်သွားပါတော့နော်အစာပြိုးပေးလိုက်သလိုဖြစ်သွားတော့ထကွဲတော့လက်နက်ဖက်လုံးပါပါတော့နော်ဒါရှင်းပြန်တော်လိုင်းဖွဲ့တွေအတွက်ဒါဟိုဗအဲ့တုန်းကစနက်ဖက်လုံးတွေအတွက်ဒါအောင်မြင်မှုပဲဗျာရှင်းပြန်ဟိုခွဲချင်တဲ့နေရာမှာမကွဲပေမဲ့ဟိုရောက်တဲ့နေရာမှာရအောင်တော့ကွဲကွဲတဲ့နီးကိုသူတို့မဖြစ်မနေကွဲမဲ့နီးမျိုးမျိုးသူတို့တွေ့တယ်ပေါ့နော်တွေ့ထားတယ်ပေါ့အဲ့လိုမျိုးကကျွန်တော်တို့ ဒီဘတ်ဂျက်နေမှာလဲအသုံးပြကြတယ်အသုံးပြကြဆိုတော့ဒေါ်လာအဖွဲ့တွေအသုံးပြကြတယ်မလားတခုမဟုတ်တနည်းမဟုတ်တနည်းနဲ့ဒါရန်သူကိုထိခိုက်အောင်လုပ်ရမယ်ဆိုလုပ်လုပ်နိုင်တဲ့နီးစနစ်တယ်ပေါ့နော်အခုဟိုမိုင်းုံတွေ့တယ်မိုင်းုံတွေ့ပြီမဲ့လဲခလုတ်ကအိမ်တော့မထားတာဘူးပြောချင်တဲ့ဘက်ကမိုင်းုံတော့တွေ့နေမိုင်းုံဖော်လိုက်ပြီမဲ့လဲခလုတ်ကအိမ်တော့မထားတာဘူးခလုတ်ကခဝင်းမှာထားတာလေအဲ့တော့သူတို့အရှိမကမိုင်းရှင်းနေအနောက်ကလူကဟိုနင်းမိတာတော့ဘာလို့ဆိုအိမ်မိုင်းရှင်းနေကော အသေးပေါ့ဗျာအဲအဲ့လိုမျိုးအဲ့လိုမျိုးပုံစံတွေပေါ့နော်ဒါညံညံစိတ်ကူးညံနေအရန်ကောင်းလာတာကိုပြောပြတာပေါ့ဟုတ်နောက်တစ်ခုပေါ့နော်ဒီစကားစားရဲ့ဒါစကားစားရဲ့ဟိုမိုင်းထောင်ပုံထောင်နည်းတွေပေါ့ထောင်ပုံထောင်နည်းသူတို့ထောင်တတ်တဲ့အလေးကျင့်တွေပေါ့အလေးကျင့်တွေအကြောင်းလဲဒါပြည်သူတွေပြည်သူတွေရောကျွန်တော်တွန်လိုင်းတက်ဖွဲ့တွေနေနေပေါ့နော်ဒီရွာတွေဝင်တဲ့အချိန်ကျွန်တော်နောက်ပြီးတော့ပြည်သူတွေကိုစစ်ပွဲပြီးွားလို့ဆိုပြီးကိုရွေးရွာကိုပြန်လာတဲ့အချိန်မှာသတိပြုဆောင်ရှားမယ့်အရာတွေပေါ့ ဒီဘူးဆောင်ရမယ့်ຢာလေးကျွန်တော်ပြပြခြင်းပါတယ်ပြပြခြင်းဆိုအခုစကားစကားတို့စီရေးရလိုအပ်ချက်တယ်လိုအပ်ချက်ဆိုပြီးတော့ဒီရွာတွေတို့တိမ့်ပါရသူရွာတွေတို့ဝင်နေဝင်စီးတဲ့အချိန်ကြာလို့ရှိရင်တို့တို့စစ်ကြောင်းထွက်သွားပြီးထွက်သွားပြီဆိုလို့ရှိရင်ဒီအိမ်ချန်စည်းဝေးတွေအဝင်ဝတွေအိမ်ပေါက်ဝတွေမှာဒါမိုင်းထောင်တက်တယ်နောက်ပြီးတော့အိမ်ပေါ်တက်မဲ့လေကားတဲ့အောက်တွေမှာလေကားတွေပေါ်လေကားဟိုလေကားကိုတိုက်မဲ့နေရာတွေမှာမိုင်းထောင်တက်တယ်နောက်ပြီးတော့ကျွန်တော်တို့အဓိကပေါ်ကျွန်တော်တို့ဒီ ဟိုအဓိကမစင်းမပြတ်စားနေရေကောဗျာဒီလားစားနေရေကောစားနေရေကစားနေရေကနေမှာဟိုစမ်း80နောက်ပြီးတော့တခုခုပေါ့ဟိုနောက်ဆုံးတောက်ရေဘုံနေအဲ့လိုကြီးအောက်မှာတို့ဒါဖိနင်းအားသုံးခလုတ်ကိုတို့ရေအဲတို့တွေတို့ဖိပြီးတော့ထောင်ထားခဲ့တယ်ဗောနော်အဲခလုတ်နဲ့ထောင်ထားခဲ့တယ်ဗောဒါကိုကအဲ့ကောမားလိုက်ပြီဆိုတာနဲ့မိုင်းရထားကွဲမှာဗောနော်အဲမိုင်းရထားကွဲမှာဗောအဲ့လိုမျိုးတွေတော့တော်လိုင်းဖွဲ့နေဟိုတွေ့ကြဘယ်လိုလဲဆိုတော့ကျွန်တော်လူအလောင်းလက်နက်ဗော အလောင်းလက်နက်ပေါ့ကျွန်တော်တို့ဆိုအဒီဒီကောင်လေးမရှိတော့ဘူးဒီကောင်လေးငါတို့လှုပ်လိုက်ပြီးဟိုဝင်စီးလိုက်တဲ့ချိန်ကျွန်တော်ထွက်ပြေးသွားပြီဆိုပြီးတော့အလုံးကဟိုပြန်ပြင်လို့တော့မရတော့ရတဲ့တနက်အဆုတ်တွေပေါ့ဗျာအဲ့လိုအဆုတ်မျိုးတွေလေဒီကောင်လေးကအဲ့လိုပေါ့အဲ့အဲ့ချိန်မှာလက်ပြပုံးနဲ့တွဲထားတာတို့လက်ပြပုံးမှာပစနက်တန်ပင်ဟိုဖြောင်းလိုက်တာပေါ့ဖြောင်းပြီးအဲ့နေရာအဲ့နေရာမှာဟိုပင်အဆောက်ဟိုတန်ချောင်းချောင်းထိုးပြီးတော့အဲ့တနက်အဆုတ်မှာဆွဲထားတယ် ဆွဲထားတယ်ဆွဲပြီးတော့တခုနဲ့ဖုံးထားတယ်ပေါ့နော်ကိုကတနက်ကိုဆွဲလိုက်တဲ့အချိန်မှာလက်ပြပုံကထပြီးကွဲတယ်အဲ့လိုမျိုးတွေရှိတယ်နောက်ပြီးတော့အလောင်းအလောင်းမော်ဒီကောင်တွေတေးရတဲ့အလောင်းကဘာပြည့်ကျွန်တော်တို့ဖွဲ့ဆိုဟိုဖြစ်တယ်ပေါ့နော်ဒီမှာဒီကောင်ဒီမှာဘာဘာကြမ်းမလဲဘာတနက်တနက်တွေကြမ်းမလားဘာတွေကြမ်းမလဲပေါ့နော်စစ်စစ်ပစ္စည်းအသုံးဆောင်အဲကြီးတန်းတွေကြမ်းမလားဆိုပြီးတော့ဒီအလောင်းကိုရုတ်တရက်ဆွဲလှည့်လိုက်တဲ့အချိန်မျိုးတွေဘာတွေပါလဲအဲ့လိုမျိုးမိုင်းတွေကွဲတက်တယ်လူကျင်တက်မလောက်တော့ဘူးဗျာသိရမလားဟိုကြီးတန်းကြီးတန်းတွေ ထားခဲ့တယ်မနိုင်နဲ့သူတို့မနိုင်တဲ့ဟာတွေပေါ့ဗျာမနိုင် RPG တွေပါသူတို့မနိုင်ဘူးမနိုင်တဲ့ခါကျတော့တေချာပေါက်လာယူมาပဲသူတို့မနိုင်ဘူးသူတို့မနိုင်ရင်ဒေါ်လိုင်းဖွဲ့အတွင်းရဲ့တရားဝင်ယူมาပဲဆိုတော့သူတို့တည်တယ်တည်တော့အဲ့ဘေးပပတ်လင်မှာမိုင်းထောင်တက်ခဲ့တယ်မိုင်းထောင်တက်တယ်ဗောနောမိုင်းထောင်တက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုစစ်ကြောင်းထိုးလာတယ်စစ်ကြောင်းထိုးလာတယ်ဆိုရင်အရင်နားလို့ကောင်းမဲ့နေရာတွေပါသိမလားလဲလမ်းမေးမှာအဲ့လိုမျိုးအပင်ကြီးတွေအရေးရတဲ့နေရာမျိုးတွေဆိုလို့ရှိရင်အရင်ဆုံးမိုင်းရှင်းမှာမိုင်းရှင်းပြီးမှနားကြဗောနောနားကြပါအဲ့နေရာတွေအရင်မိုင်းမိုင်းထောင်တက်တယ်နောက်ပြီးတော့ ျွန်တော်ရေရေစိတ်တွေပေါ့ရေစိတ်ဆိုတော့ကျွန်တော်ရေရေစင်းခတ်ရမယ်ရေရေစားလို့ရေစင်းခတ်ရမယ်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့သူတို့ကိုယ်တိုင်လည်းအဲ့လိုနေရာမျိုးတွေမှာဟိုစင်းခတ်တယ်စင်းခတ်သူလည်းငါတို့လိုဟိုလာမှာပဲဆိုတဲ့အတွေးမျိုးနဲ့ထောင်ကြတယ်ဟိုမိုင်းထောင်တယ်ဆိုတဲ့ရွေးချက်ကအဲ့လိုပေါ့နော်ဟိုငါဆိုရင်ငါငါသားဆိုရင်ငါဘယ်လိုမျိုးဟိုဖြစ်မလဲပေါ့ဘလိုဘလိုနေရာမှာထောင်မလဲပေါ့ငါသာသူ့နေရာမှာဆိုရင်ဘလိုထောင်မလဲပေါ့ငါသာဆိုရင်ဒီလိုနေရာမျိုးနားမိမှာပဲငါဆိုရင်လည်းဒါမျိုးလုံးမိပါပဲဆိုတဲ့အတွေးမျိုးကို အဲရန်သူအတွေးကိုကိုကပြန်တွေးပြီးတော့မိုင်းရထောင်ရတာပေါ့နော်ထောင်ရတော့ဒါမဲ့ထူးစရာတစ်ခုကကျွန်တော် PDF တွေမလုပ်ခဲ့လဲဆိုတော့ကျွန်တော် PDF တွေနော်ဟိုဘလောက်တွေပဲမိုင်းကိုနေချင်းမထောင်အောင်အုံးမျိုးတက်ထောင်ခဲ့တာအဲ့ဒီကအတွေးရောအဲကြားဘူးလားဟိုတိခဲ့တိလိုက်ကြလားမသိနော်အဲ့အုံးမရနေနေလေးဒါမဲ့အုံးဒီရလည်းရှိတယ်ငါဆိုရင်အုံးဒီငါလည်းအုံးငါဆိုရင်အုံးဒီတက်စားမှာပဲဆိုတော့အတွေးမျိုးနဲ့အဲ့အုံးမျိုးကမိုင်းတက်ထောင်လာခဲ့တယ်မိုင်းတက်ထောင်လာခဲ့တယ်တကယ်လဲကွဲတယ် တကယ်လေကွယ်ဒီစားကားကောင်တွေမှာသူတို့ငတ်လာပြီဆိုသူတို့သိရတိုင်းပဲသူတို့ရှားချံမြအခုအုံးမတွေ့အုံးမတက်စားမှာအုံးဒီတက်စားမှာအုံးမရလဲတိတ်တော့မမြင်ဘူးဒါပေမဲ့အဲ့ပုံမှာတက်ဆောင်ခဲ့တာအခုအဲစားကား mind ထိပါဘူးနော်အဲ့လိုမျိုးပေါ့ဟိုငါးသားဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးမျိုးပေါ့နော်သူ့နေရာမှာငါးဆိုဘယ်လိုလဲအတွေးမျိုးနဲ့ mind ထောင်ကြပါတယ်လို့နော်ဟုတ်